အဲဒီစတဲ့အနေနဲ့ဆီယမအာလာမီညိုအင်းလေးကိုဆွေးနွေးစေချင်တော့ပါနော်ဒီမာတာပီတူဥပဒ္ဌာနံဆိုတဲ့မင်္ဂလာကိုဘုဘလို့နားလည်ခဲ့တယ်လေဒီမင်္ဂလာတရားနဲ့ဝိဇ္ဇနိုရဲ့နိုင်ငံကြီးကိုတကယ်မင်္ဂလာရှိတဲ့နိုင်ငံဖြစ်အောင်ဘလို့တည်ဆောက်မလဲဒါအင်မတမအရေးကြီးတဲ့အတွက်ကြောင့်ဆီယမရဲ့အမြင်ကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါဗျာ ုလိုဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာရှင်ဖျားရဲ့တရားတော်တွေကိုတပည့်တော်မအများကြီးနာကြားခဲ့ပါတယ်ဗျာပညာဘဟုသုတတွေလည်းအများကြီးရရှိခဲ့ပါတယ်တပည့်တော်မတို့တသက်လုံးကအမှန်လို့ထင်ခဲ့တဲ့အရာများမှားနေတာတွေလည်းတပည့်တော်မတွေ့ရပါတယ်ဗျာဒီနေ့တရားတော်နဲ့ပတ်သက်ပြီးတော့တပည့်တော်မပြောပြဆင်တာကတော့မင်္ဂလာတရားနဲ့ပြည့်စုံဖို့ဆိုလို့ရှိရင်မိသားစုတစုမှာလင်မယားတော်၎င်းသာအမိတော်၎င်းမိဘနှစ်ပါးနဲ့တော်၎င်း မိသားစုတစုရဲ့ဖွဲ့စည်းပုံအားလုံးထဲမှာဆိုရင်တရားမျှတမှုရှိဖို့လိုတယ်လို့တပည့်တော်မှာထင်ပါတယ်ခင်ဗျာတရားမျှတမှုရှိမှသာမင်္ဂလာနဲ့ပြည့်စုံနိုင်တဲ့မိသားစုတစုဖြစ်မယ်လို့လည်းတပည့်တော်မှာထင်ပါတယ်ခင်ဗျာဘာဖြစ်လို့တပည့်တော်မှာဒီလိုမျိုးပြောရတာလဲဆိုရင်တပည့်တော်မှာရဲ့ပတ်ဝန်းကျင်မှာတပည့်တော်မှာနေ့စဉ်နဲ့အမျှမြင်တွေ့နေရတဲ့မိသားစုတတော်များများမှာကတရားမျှတမှုမရှိပါဘူးခင်ဗျာအင်းမောင်နှမ၄ယောက်ရှိတယ်ဆိုရင်စီးပွားရေးအဆင်မပြေလို့ ဟိုနှစ်ယောက်ကိုကြောင်းထားပြီးတော့နှစ်ယောက်ကိုအလုံးလောက်ခိုင်းတဲ့အချိန်မှာအလုံးလောက်ရတဲ့သားသမီးကကြောင်းတက်ရှင်ပြီးတော့ဟိုကြောင်းတက်နေရတဲ့သားသမီးကကြတော့ဟိုသူတို့လိုချင်တာရနေတဲ့အတွက်သူတို့မှာအောင်မြင်မှုပန်းတိုင်းမျှော်လင့်ချက်ပန်းတိုင်းရှိပြီးတော့မှအလုံးလောက်နေရတဲ့သားသမီးကကြတော့မျှော်လင့်ချက်မဲ့ပြီးမှမှဘဝတစ်ခုလုံးစုံရှုံသွားတာမျိုးကိုပြီးတော့မှတွေ့ရပါတယ်ခင်ဗျာဒါကြောင့်မို့လဲကြောင်းတက်ရှင်တဲ့ကလေးကမိဘကိုကြောက်တဲ့ခါကျတော့ အကြောက်တရားနဲ့ကောစာနာတဲ့စိတ်နဲ့ကောတနာတဲ့စိတ်နဲ့ကောအကုန်လုံးရောထွေးပြီးတော့မိဘကိုမပြောရဲပဲနဲ့ကိုပြစ်ချင်တဲ့စန္ဒကိုပြစ်ချင်တဲ့အရာကိုမလုံးနိုင်တဲ့အခါကျတော့အယက်သမားဖြစ်သွားတဲ့မိသားစုတွေလည်းရှိသလိုဟိုမကောင်းတဲ့နေရာကိုရောက်သွားတဲ့မိန်းကလေးတွေကိုလည်းတော်များများတွေ့ရပါတယ်ခင်ဗျာတပည့်တော်များတို့ပတ်ဝန်းကျင်မှာတကယ်တမ်းတော့သူတို့ကကြောင်းတက်ခြင်းနဲ့စာတင်ခြင်းနဲ့ဒါပေမဲ့မိဘတွေက တရားမျှတမှုမရှိဘဲနဲ့အကြီးဆုံးနဲ့အငယ်ဆုံးကအကြောင်းထားပြီးတော့အလေရနှစ်ယောက်ကိုတော့အလုံးလုံးဆိုရဲမိသားစုတွေမိဘတွေကိုလည်းအများကြီးတွေ့ရပါတယ်ခင်ဗျအဲ့လိုမျိုးပဲတရားမျှတမှုမရှိတဲ့အခါကျတော့မိသားစုတစုမှာမအေးချမ်းတော့ဘဲနဲ့မင်္ဂလာတရားတွေလည်းမပြည့်စုံနိုင်ဘူးလို့တပည့်တော်မှာတော့ဒါအခြေခံအမြင်နဲ့ဒီလိုပဲမြင်ပါရဲ့ခင်ဗျမိသားစုတစုရဲ့တရားမျှတမှုကဟိုမိသားစုရဲ့အနာဂတ်နဲ့ဆိုင်တယ်လို့တိုင်းပြည်ရဲ့အနာဂတ်နဲ့လည်းဆိုင်တယ်ပြီးတော့ ဖျားတပိတော်မှာတွေ့ရပါတယ်ဗျာအဲ့လိုလက်ခံပါရပါတယ်ဗျာတပိတော်မှာတွေ့ရတဲ့မိသားစုဆိုလို့ထင်အဲ့ဒီကလေးကသူကငငယ်ကနေအကြောင်းနေရှင်တာမနေရတဲ့အတွက်အပြစ်ပါပြစ်ပြပပအလုံးလုံးရတယ်အာပြီးတော့ဒီလိုမျိုးအာနာသိန်းကာလကိုရောက်လာတဲ့ခါကျတော့ကလေးကနေပြီးတော့အရွယ်ရောက်နေ19 20ရောက်လာပြီအဲ့ဒီအရွယ်မှာသူကဒီ PDF လေးကိုဝင်ဖို့သူကပြောတဲ့ခါကျတော့လေ သူကတော့ဓမ္မတရားနဲ့အရမတရားကိုကလေးကကောင်းကောင်းခွဲခြားသိနိုင်ပြီးတော့မှဒီအာနာခြင်းစနစ်ကိုမကြိုက်လို့သူတွန်းလှန်ပါမယ်သူတိုက်ထုတ်ပါမယ်ဆိုပြီးတော့မိဘစီမှာခွင့်တောင်းတော့လေမိဘတွေကခွင့်မပြုသေးပဲနဲ့ကိုကိုနဲ့မဆိုင်ဘူးဆိုတော့အတွေးခေါ်နိုင်ပါမှုတွေနဲ့ကလေးကိုထပ်မံပြီးနိုင်တဲ့အခါကျတော့ကလေးကအမှန်တရားဓမ္မအလံပေါ်မှာလည်းမချောက်နိုင်ဘူးအမှန်တရားဘက်မှာလည်းလက်တင်နိုင်ပဲနဲ့ဒီနေ့ဒီချိန်ဒီမိသားစုရဲ့ဝင်နေဆံပြီးတော့မှအရမတရားမှန်သိပါရဲ့နဲ့ ခေါင်းငုံခံနေရတဲ့အခါကျတော့ဟိုသူတို့ရဲ့သူ့စီမှာလည်းမင်္ဂလာတရားမရှိတယ်လို့သူ့အိမ်မှာလည်းမင်္ဂလာတရားမရှိဘူးဟိုဘလို့မှသူစိတ်ချမ်းသာကိုယ်ချမ်းသာမနေနိုင်ဘူးသူလှုပ်ချင်တာတွေကိုမလုပ်ရဘူးဆိုတော့လူငယ်တွေလည်းအများကြီးတွေးရပါတယ်ခင်ဗျဟိုမိဘကိုဟိုချစ်တဲ့စိတ်ဆိုတာတက်အခုမိဘမျက်ရည်ကြရင်ဟိုသားသမီးဆင်းရဲမယ်ဆိုတော့အယူအဆတွေအတိုင်းပေါ့နောက်ဆုံးတော့မိဘနှစ်ပါးလုံးကဓမ္မတရားအရမတရားကိုခွဲခြားနိုင်ပေမဲ့ ကလေးမှဖွဲစားနိုင်တဲ့အတိတ်တရားရှိတော့လေသူကအကြောက်တရားနဲ့ထမှန်ပြီးတော့ပြိနှိမ်ထားတဲ့အခါကျတော့ဘလို့မှဒီတိုင်းပြည်အနာဂတ်ကဒီလိုမိဘရေအများကြီးရှိနေမယ်ဆိုရင်ဘလို့မှမနှားပါတော့နိုင်တဲ့အကြောင်းကိုလည်းတပည့်တော်မကအဲ့လိုတွေ့မြင်ပြီးတော့ခံစားရပါတယ်ဗျာအကြောက်တရားဓမ္မတရားအမှန်တရားတရားမျှတမှုတွေကအကုန်လုံးကဆက်ဆက်နေတယ်လို့တပည့်တော်မကတော့အဲ့လိုပဲထင်ပါတယ်ဗျာအဲ့လိုခံစားရပါတယ်အခုလိုစဉ်းစားပြီးတဲ့အတွက်ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ဝိဇ္ဇနုရဲ့တိုင်းပြည်ပေါ့နော်။အဲ justice အရေးကြီးပါတယ်။ဝိဇ္ဇနုကနိုင်ငံရေးစနစ် မကောင်းမှုရဲ့အောက်မှာအမိဘကလည်းဒါရမီငါပိုင်နေစတင်ကြောင်းရောက်သွားရင်ဆရာကလည်းဒီတပည့်တွေငါပိုင်နေခုံကြောင်းရောက်သွားရင်ကျောင်းနိုင်ဘုံကြီးတွေကလည်းဒါတွေငါပိုင်နေဆိုတာနဲ့တရားမျှတမှုမရှိတော့ငါလုတ်ချင်လို့လုံးမင်ဟေးဆိုတဲ့ဥစ္စာတွေပေါ့ ဒါရီယာအင်မတန်မှဝန်းနေစရာကောင်းပါတယ်။ဒါကြောင့်မလို့ယနေ့ဥရောပတို့အမေရိကတို့မှာသာရမီကိုဒါတရားမျှတမှုနဲ့ပဲအုပ်ချုပ်ရမယ်။ရိုက်တာတွေနော်ကျူးလွန်တာတွေအဲခုနပြောခဲ့တဲ့စိတ်ပိုင်းဆိုင်ရာဆင်းရဲမှုတွေဖြစ်အောင်လုပ်တာတွေတွေ့ရင်တို့အရေးယူပါတယ်ထောင်ချပါတယ်။အဲထောင်ချတဲ့လူအများစုကတော့မြန်မာနိုင်ငံသားတွေများပါတယ်။ဒီကနေပြီးတော့အကျင့်ပါဝါပြီးဟိုရောက်တော့ဟိုကဥပဒေတွေနားမလည်ဘဲနဲ့ဟိုမှလည်းကျူးလွန်တာပေါ့။ ယူလုံတော့တွားရိုက်မိရိုက်မိတော့ထောင်ကြတာပေါ့ဒါဆိုသူတို့ကသူတို့အဲ့ဒီတာရမီတွေကိုမိဘလက်မှာမအပ်တော့ပေါ့သူတို့လူငယ်တေပြုစုပြုပြုထောင်တဲ့ဂေဟာတွေမှာအစိုးရကတောင်းရင်ယူပြီးတော့ကြောင်းပြအောင်ထားပါတယ်အဲ့တော့ယနေ့မြန်မာနိုင်ငံမှာတော့နိုင်ငံရေးစနစ်မကောင်းလိုက်တဲ့အားရအောင်ပါနော်အကုန်လုံးပြည့်စည်ကုန်တာပါအာရယာစနစ်တကျဥပဒေတွေနဲ့လည်းထိမ့်ပြရမယ်ပညာတွေနဲ့လည်းထိမ့်ပြရမယ်ပါရာရေးတွေကလည်းစနစ်တကျ အဆုံးမရောက်တဲ့ဟာတွေနဲ့ဟောပြောပေးရမယ်။အခုကအာနာရှင်ဆိုတာကနေရာတိုင်းကိုအကုန်လုံးကူးဆက်သွားတယ်။နှုတ်ဦးဇင်းတို့လည်းစာတင် night တွေဝင်ခဲ့တာပဲ။ဘာပြည့်မှမရှိလဲပြန်ပြီးလျှောက်ပိုင်ခွင့်မရှိဘူး။နော်သူကြောင့်နေလို့ရှိရင်မှ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 သူပြောတာခံရ။နှုတ်ဦးဇင်းတို့လည်းအရိုက်ခံခဲ့ရတာပဲ။ပြန်လျှောက်တယ်ဟေ့ဆိုရင်ပိုတော့အရိုက်ခံနေတယ်။မလျှောက်တဲ့လူကတစ်ချက်ဆိုရင်ဦးဇင်းတို့ပြန်လျှောက်တဲ့အမှန်တရားလျှောက်တဲ့လူကတော့နှစ်ချက်သုံးချက်တော့သေးတာပဲ။ အဲ့ဒါဒီတဲကူကသူကလွဲချော်နေတဲ့ကိစ္စတယ်လွဲဥစဉ်တော့ကတော့ခြားချင်ခြားမခြားရင်နေဟိုကိုကိုမှန်တာတော့ပြော့ပြာနော်ရှောက်ပြာဘာလို့လဲဆိုဒီဘုံကြီးအဲ့တော့ကြမှာ तू ဒေါ်ရတွေငြိမ်းသွားရင်လေ तू မားတာပါလားလို့တော့သိသွားမှာမမို့ဆိုရင် तू ရိုက်လေးရိုက်သေးတယ် तू မှန်တယ်ထင်နေမှာပေါ့အဲ့တော့ဥစဉ်တော့ကတော့မှန်တယ်တော့အထင်မခံနိုင်ဘူးပိုရရင်ရိုက်ပလေစီပြောခဲ့တာပေါ့နော်အရိယာအရေးကြီးပါလေဥစဉ်တော့ကအမားလို့ဥစဉ်တော့ကကြောက်ပြီးတော့လက်ခံနေရင်အဲ့ဒီအမားတွေကရှစ်တိုးလာပါ ဘုရင်တို့ပြောရဲကြဖို့လိုတယ်တသက်ရှိကြဖို့လိုတယ်တိုက်ဖြတ်ရဲကြဖို့လိုတယ်ယနေ့ဥယောပတို့လည်းပဲထုံဤ၎င်းပါပဲနော်900စုကနေပြီးတော့14ရာစုနှစ်အထိဟာသူတို့တိုင်းအမောင်ခစ်ပါပဲနှစ်ပေါင်း900လောက်နော်အဲ့ဒီမှာသူတို့ယောဂတွေဖြစ်တယ်အာနာရှင်တွေရဲ့တန်တွေခံရတယ်သိပ္ပံပညာရှင်တွေကိုလည်းခေါင်းနှီးလိုမျိုးတက်ပြီးတော့အာနာရှင်နဲ့အဲ့ဗာရာကြီးကောင်းဆောင်နေနဲ့ပေါင်းပြီးတော့တက်ခဲ့ကြတယ်နော်အများကြီးတည်ဆုံးခဲ့ကြတာပဲအဲ့ဒီကာလတွေဟာ အသေးဆုံးသောကာလတွေအမှောင်ဆုံးသောကာလတွေဘာမှမထွန်းကားသောကာလတွေအမှောင်ခက်သူတို့ကအဲ့ဒီအမှောင်ခက်ကိုကြော်သွားပြီယနေ့ဟိဆိုရင်နော်အားလုံးကအနိုင်ကျင့်လို့မရတော့ဘူးဥပဒေတွေနဲ့ဒီလိုသွားပြီတို့တို့လည်းပဲဦးဇင်းတို့ရဲ့တိုင်းပြည်မှာအရာကဦးဇင်းကအဲ့ဒီရောက်ရင်တမိုင်းပြတိုက်တွေတည်းသွားကြည့်တယ်နော်ဝေဘတ်နိုင်ငံတွေနိုင်ငံတီးတီးပေါ့လေအမေရိကတို့ဦးဇင်းတို့ကဘာဖြစ်နေလဲဟိဆိုတော့တို့အမှောင်ခက်ကပြားတိုက်တွေတည်းဦးဇင်းတို့ကပြန်ရောက် ဥဒင်းတို့ကပြားတိုက်တွေကလူသားတွေပြင်းအဲတော့ဥဒင်းတို့တွားလဲတဲ့ချိန်ဒီမှာဆိုဥဒင်းတို့ကကြောက်တယ်မုံနေဥဒင်းတို့ကသုံးလုံးနေဒါပေမဲ့ဟိုမှာကြောက်တယ်မုံကပြားတိုက်တွေရောက်နေအဲဥဒင်းတပ်ပုံတွေရိုက်ယူဘာလို့ ਆ လဲဆိုဩငါတို့ကဟိုတမိုင်းပြားတိုက်တွေကလူသားများဆိုပြီးတော့အဲ့လိုလုပ်ရတယ်ဒါကြောင့်မလို့နိုင်ငံသားတွေကလည်းပဲလွန်ခဲ့တော့နှစ်ပေါင်းနော်200 300အဲ့ဒီကာလတွေကပြန်ကြည့်ကြည့်နေဟေ့ဆိုရင်မြန်မာပြည်လာကြည့်ရင်အဲ့ဒါတွေအကုန်တွေ့ရတယ် သူတို့ကတော့ပြတိုက်ထဲမှာပဲရှိတော့တယ်ပေါ့နော်အဲတော့ဦးဇင်းတို့ကဒါတွေကိုအားလုံးကဝိုင်းဝန်းစ조사ကြရမှာအခုဦးဇင်းတို့ကခတ်တာကဗာလဲရေးဆိုတော့အာအမိတာစုဖြစ်လေဖြစ်ပလေသည်ဟောကိုယ်နဲ့မဆိုင်ဘူးလိလိရှူတဲ့ဥစ္စာတွေညာလာမဟုတ်ပါဘူးသူကအများကြီးတက်ဆိုင်ပါဒါကြောင့်မလို့သူတို့ကဒီကလေးတယောက်ရဲ့တက်ရောက်မှုအမားအကုန်လုံးကိုတက်ရောက်နိုင်တဲ့အတွက်ကြောင့်မိဘစီကဇေယျဆိုးတွေကူးမဆိုးလို့သူကဥပဒေနဲ့ထိမ့်ပြီးတော့ဒီကလေးမိဘဒီမှာမအပ်တော့ဘူး တို့အကြောင်းဒီမှာပြုစုပြောထောင်တာတွေကိုတို့အဲ့လိုသွားတာဘောင်းတယ်ဆိုတော့ဟေတလာလိုပုံကူမျိုးပေါ်လာရင်ခုနပြကလေးဂျူးတွေ6တန်းတော့အသက်ခံရတာလေတို့စီမှာလည်းဒီတမိုင်းတင်ကန်းစာတွေရဥစဉ်လို့လည်းတွေ့ကြည့်လေနေဝင်းလို့လူယုံမှာကြောက်ဥစဉ်လို့ရဲ့အတိုင်းပြရယနေ့တဲ့အထိတွေ့ကြည့်တယ်ဘလောက်ခံရလဲဒါတွေရဲ့တယောက်ချင်းတယောက်ချင်းရဲ့အမားတွေကိုဥစဉ်လို့မတားမြင့်နိုင်လို့မပင်မြင့်နိုင်လို့ဆက်ပြီးတော့မားလာကြတာတန်းရှင်မှာတိမ့်စိန်မှာခင်ညွတ်မှာနော်ဆိုးဝင်းမှာယနေ့ပင်ရောက်နိုင်မှာ အကုန်လုံးဒီအုပ်စုကြီးတွေအမားတွေကိုဦးစင်းတော့အိုးလူမကောင်းဒုက္ခနိုင်မယ်ဟေ့ဆိုတော့ဘယ်ဟုတ်မလဲသူမကောင်းအိုက်တန်နေတိုင်းငံလုံးခံရတာအဲ့တော့ဦးစင်းတော့အမင်္ဂလာတိုင်းပြည်ဖြစ်သွားတာပေါ့နော်ဒါတွေကိုဦးစင်းတို့ဝိုင်းဝန်းဖယ်ရှားကြဖို့အရေးကြီးပါတယ်တရားမျှတတဲ့အတိုင်းပြည်တစ်ခုဖြစ်မှဦးစင်းတို့အပြန်အလှန်ဥပဒေတွေနဲ့ထိန်းချုပ်ရမယ်ဗာရာရေးတွေနဲ့ထိန်းချုပ်ရမယ်လူမှုရေးတွေနဲ့ထိန်းချုပ်ရမယ်ပြောဆိုကြရမယ်နော်ဝေငါကြရမယ်ဒီတော့မှမင်္ဂလာရှိတဲ့အတိုင်းပြည်ကြီးဒါမှားတယ်လို့သိသွားတော့မှအမှန်လမ်းကြောင်းပေါ်ရောက်လာ အခုတော့ဘုံကြီးမားလဲမားပလိသိထားလိုက်။ဟိုအဲ့မိသားစုမားလဲမားပလိသိထားလိုက်။အဖေမိမားလဲမားပလိသိထားလိုက်။ဒါရမီမားလဲမားပလိထားလိုက်နေဟာ။အမားကဘာကြီးဖြစ်လာဦးဇင်းတို့ရဲ့မြန်မာနိုင်ငံကြီးကကိုလူကမားဒီလူကမားမိုင်းမိုင်းနဲ့ဘယ်ဟာမားတယ်လို့ကိုမသိတော့တာ။အမောင်ထဲမှာရေးဆိုတော့အဲဒါကြောင့်မလို့ဦးဇင်းတို့ယနေ့ဆွေးနွေးပေးတဲ့အတွက်ကြောင့်ပြည်သူများကြီးတင်ပါတယ်။